ပောင်းလေးပြုလုပ်ဖို့အတွက်ကျွန်မမှရှိတဲ့ချက်ပောင်းလေးလေးပောင်းကိုအသုံးပြုထားပါတယ်ရှင်။မုံလောင်းနီမုံလောင်းဦးဖြူချက်တော်မြိတ်ဂျင်းချက်တော်မြူရှိတဲ့နနမင်းအမြင်မိုးအရာတို့ကိုအသုံးပြုထားပါတယ်ရှင်။ခမောင်းဆုံးရေးစေးထားတဲ့ချက်ပေါင်လေး၄ပေါင်ကိုချက်မဲဥရဲကိုကျမတို့ထည့်လိုက်ပါမယ်ရှင်။အချို့ရတဲ့အတွက်ကကြက်တောင်းမှုလေးနှစ်ဖေးစုံနှစ်ဆွမ်းစာအသုံးလိုက်ပါရရှင်။ စာလေးလပိစွန်တစွန်းစာအသုံးပြုထားပါရယ်။ငါးငက်ပြရေးထမင်းစားစွန်းနဲ့နှစ်စွန်းစာအသုံးပြုထားပါရယ်။ပိငက်ပြရေးထမင်းစားစွန်းနဲ့တစွန်းထည့်လိုက်ပါရယ်။ငရုတ်ကောင်းမုံကလပိစားစွန်းနဲ့တစွန်းထည့်လိုက်ပြီးတော့အားလုံးကိုတမအောင်ရောင်းနေလိုက်ပါရယ်။အသားသေးကိုစိတ်ဝင်အောင်လို့ဆုပ်ဆုပ်ပြီးရောင်းနေလိုက်ပါရယ်ရှင်။ နေနေပြည့်ခါမှာနနက်ပွင့်လေးနှစ်ပွင့်ထည့်လိုက်ပါတယ်ချက်သွန်ကြီးလေးထည့်လိုက်ပါတယ်ဂျင်းလေးထည့်လိုက်ပါတယ်ဒါကတော့နနက်မင်းအမြင့်လေးပါနနက်မင်းအမြင့်လေးနဲ့ထည့်လိုက်ပါတယ်ချက်သွန်မင်းလေးလည်းထည့်လိုက်ပါတယ်ရှင်မမဥဖြူနဲ့အနီရတော့မထည့်သေးပါဘူးရှင်စပောင်းလေးတွေရတာရှိဖို့အတွက်ကျမတကြားလပြည့်စုံနဲ့နှဆုံအသုံးပြလိုက်ပါတယ်။ရေတံလေးကိုတော့အသားမြုံလောက်တဲ့အထိကျမထည့်လိုက်ပါတယ်။ ဲဂျပန်ဦးလေးကိုကျမမိဘဝေါ်စာတင်ပြီပေါ့နော်ဂျပန်ဦးလေးကိုမိကိုအလင်းလန့်နေပဲကျမကနူမြီအောင်တည်ထားလိုက်ပါတယ်ဒီလောက်နေထားဆိုရင်ကျမမောင်ငါဦးနေမောင်ငါဦးဖြူမိုးလေးတွေကိုရောထည့်လိုက်ပါတော့မယ်ရှင် ချို့ငန်းလေးတွေကိုမြည်ကြည့်ပြီးတော့လိုအပ်သလိုပြင်ဆင်နိုင်ပါတယ်ကျမခုနကပြထားတဲ့အချို့ဟာကျမအခုတည်ထားတဲ့ချက်ပေါင်လေးတုံးနဲ့ဆိုရင်ဒီအရင်နဲ့ဆိုရင်အနေတော်ပါပဲရှင်အရသာရှိရဲ့ဟိုချက်ပေါင်လေးကိုရရှိနေပါပြီเนาะအချိန်ကြာကြာတည်ထားရင်ပို့ပြီးတော့ကောင်းပါတယ် ူကအ мян ချလိုက်ရတာမလို့ပါကျမကအရင်ဆိုရင်မနှက်စားမဲ့ဆိုညတွေကတညလုံးတည်ထားပြလိုက်ပါတယ်ဟိုမနှက်ဆိုရင်ကျမကချက်ပေါင်းခောက်ဆွဲဖြစ်ဖြစ်ဟိုခောက်ဆွဲအိတ်ထဲကိုခောက်ဆွဲထည့်ပြုတ်ထားပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးလေးစားဖြစ်ပါတယ်အရင်လည်းစားလို့ကောင်းပါတယ်ပေါ့နော်ချက်ပေါင်းလေးကိုဗမာစက်နဲ့ချက်တယ်ဆိုရင်ပုံပြော့တော့စားလို့ကောင်းပါသေးတယ်ကျမမှာတော့ရှိတယ်အခု CB ချက်ပုံပဲအသုံးပြုလိုက်ပါတယ်ရှင် စ်ပေါင်းလေးရာဆိုရင်လူကြီးသူမတွေလလန်ထဆတွေခလေးတငယ်တွေကိုကျွေးမယ်ဆိုရင်အရန်ကိုပဲတင်တော့ပါတယ်။စမရဲ့ဟင်းချက်နေဗီဒီယိုဖိုင်လေးတွေကိုဇိုင်းနဲ့တက်တယ်ဆိုရင်လည်း like share subscribe လုပ်ပြီးအားပေးသွားကြပါအောင်ရှင်။ကြည့်ရှုတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်။မိသားစုတွေအားလုံးကျန်းမာပျော်ရွှင်ပြီးရောကောင်းသောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။